မန္တလေးတိုင်းဒေသကြီးမိဒီလာခရိုင်တွင်းရှိတာစီမြို့နယ်မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကပထမဆုံးအကြိမ်အဖြစ်အောင်နိုင်ရေးဟောပြောပွဲကျင်းပခဲ့ပါတယ်ဒီသတင်းကိုတော့ခိုင်ပန်းနုကပေးပို့ထားပါတယ်ရှင်မန္တလေးတိုင်းဒေသကြီးမိကြီးလာခရိုင်တွင်းရှိတာစီမြို့နယ်မှာပထမဆုံးအကြိမ်အောင်နိုင်ဟောပြောပွဲကိုအောက်တိုဘာလ16ရက်နေ့ကကျင်းပခဲ့ပါတယ် မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တဦးမဟုတ်ပေမဲ့ခုလိုမဲဆွယ်စည်းရုံးရေးတွေကိုလှုပ်ဆောင်ပေးနေတာဟာအပြောင်းလဲတစ်ခုကိုလိုချင်တာကြောင့်လို့အမှုပညာရှင်တဦးဖြစ်တဲ့ကိုဘီလူဝါကသာစီလူလူနဲ့တွေ့ဆုံစင်မှာပြောဆိုလိုက်တာဖြစ်ပါတယ်တော့အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကိုကျွန်တော်ပါတီဝင်မဟုတ်ပေမဲ့လို့ဘာဖြစ်လို့ဝင်းရရတဲ့လဲဆိုရင်ကျွန်တော်တို့အရေးအပြောင်းတစ်ခုမှကျွန်တော်တို့အင်အားနေတဲ့လိုအပ်လို့ခြေလို့ကျွန်တော်တို့ဒီတိုင်းပြီးတော့ပတ်ပြီးဟောပြီးတော့ဝင်းရရရင်ဖြစ်ပါတယ် ဒီချိန်မှာတလိုင်းဒီလုံးနဲ့စိုင်တဲ့ကိစ္စခေါင်းဆောင်နေလို့မရပါဘူးခေါင်းဆောင်ရင်ခေါင်းဆောင်ကောင်းကြောက်ပါလိမ့်မယ်ခုလိုမဲဆွယ်စည်းရုံးနေစမှာသက်ဆိုင်ရာအာဏာပိုင်တွေထံဟောပြောခွင့်နေရအတွက်ခွင့်ပြုမိတ်တောင်းခံရမှာအချိန်နှဲငယ်သာခွင့်ပြုခဲ့တာကြောင့်ဟောပြောပွဲကိုနောက်တနေ့မှာထပ်မံရွှေ့ဆိုင်းပြုလုပ်ခဲ့ပါတယ်။လုံးဝမကြိုးဆိုပါဘူး။ကျွန်တော်ယုံကြည်ပါတယ်ဒါဒီမိုကရေစီဟာရွှေ့ရည်စိန်ဒီမိုကရေစီတရက်ပါ ီမိုကရေစီအစ်စ်မရသေးပါဘူးဒီမိုကရေစီအစ်စ်ရဖို့လေကျွန်တော်တို့လူထုဟာအသေးကြမဲတဲ့ပြားကိုနိုဝင်ဘာ၈ရက်နေ့မှာကျွန်တော်တို့ပြေးပြီးမှရွေးချယ်ရမှာပါဒီလိုကန့်သက်ချက်တွေသည် အာနာရှင်စနစ်ရဲ့ပြည်ယုတ်တွေပဲဖြစ်ပါသေးတယ်အာနာရှင်အငွေ့အသက်တွေအကျွမ်းကျန်တွေကြာမာသေးတယ်မန္တလေးတိုင်းဒေသကြီးမိလာခရိုင်အတွင်းကတာစီမြို့နယ်နဲ့အနီးအနားကြီးရွာတွေကပြည်သူ2000ကျော်ခန့်ဟာတူညီအင်ကြီးတွေဝစ်ဆင်ပြီးတာစီမြို့နယ်ထဲမှာလှည့်လည်ပြီးနောက်သက်ဆိုင်ရာကအချက်မဲ့ပေးထားတဲ့ကွင်းထဲမှာဟော့ပြောပွဲကျင်းပခဲ့တာဖြစ်ပါတယ်။အဲဒီမဲဆန္ဒနယ်တွေမှာ လွတ်တော်လေးရဲ့အတွက်ကိုယ်စလဲလေးကိုဝင်ရောက်ရှိမြိုင်သွားမှာဖြစ်ပါတယ်ကျမခိုင်ပန်းနူပါ